သက်တလခွဲလောက်အရွယ်မှာစီထိုးမပြီးလမ်းမလျှောက်နိုင်တော့တဲ့ညီမငယ်လေးဤတန်ဆင်မှုကိုမတန်ဆွမ်းသူတွေအတွက်အသုံးဝင်ဆုံးဖြစ်မဲ့ဝီချိန်အချုပ်ဆက်တွေအပြင်ငွေကျပ်82သိန်းကိုလှူဒန်းပေးခဲ့တဲ့လိုင်သားယာကိုကြီးမင်္ဂလာပါပိတ်သက်ကြီးရှင်လိုင်သားယာကိုကြီးကိုတော့အားလုံးပဲသိကြမယ်လို့ထင်ပါတယ် လိုင်တာယာကိုကြီးကတော့လိုင်တာယာမြို့နယ်မှာနေထိုင်သူတယောက်ဖြစ်ပြီးလမ်းဘေးမှာဒုက္ခရောက်နေသူတွေသားသမီးတွေရဲ့ကိုကြီးထောက်ပံ့မှုတွေမရတဲ့အဖိုးအဖွားတွေနဲ့ဘဝကိုဆင်းရဲကြက်တဲစွာရုန်းကန်နေရတဲ့အသက်မပြည့်သေးတဲ့ကလေးငယ်တွေအပေါ်မှာအလူရှင်တွေကလှူဒန်းပေးခဲ့တဲ့အလူငွေတွေကိုလိုက်လံလှူဒန်းပေးရင်းနဲ့လူမှုကွန်ရက်ပေါ်မှာနာမည်ကြီးလာခဲ့သူဖြစ်ပါတယ် အခုတခါမှဆိုရင်တော့လိုင်တရာကိုကြီးကအသက်တလခွဲလောက်မှဆေးထိုးမှပြီးလမ်းမလျှောက်နိုင်ဖြစ်သွားခဲ့တယ်။ညမငယ်လေးဤတန်ဆင်မှုအတွက်အလှငွေတွေနဲ့လိုအပ်တဲ့အရာတွေကိုတွားရောက်လှူဒန်းပေးခဲ့တာဖြစ်ပါတယ်။အခုလက်ရှိမှာတော့ညမငယ်လေးဤတန်ဆင်မှုဟာအသက်23နှစ်အရွယ်ကိုရောက်ရှိနေတာဖြစ်ပြီးဆေးထိုးမှပြီးလမ်းမလျှောက်နိုင်တော့တဲ့အတွက်ကိုကိုကိုအာမကိုနိုင်သူတယောက်လည်းဖြစ်ပါတယ်။ လိုင်းသားယာကိုကြီးကအလူရှင်တွေရဲ့လူဒန်းပေးမှုနဲ့ညမလေးဤတန်စင်မှုအတွက်ငွေကျပ်9သိန်းကျော်တန်းရွှေနဲ့ဆွဲနဲ့ငွေကျပ်65သိန်းလမ်းလျှောက်ရာမှာအထောက်ကူပြုနိုင်တဲ့ဝီချင်းသူမအရန်ကိုလိုချင်နေတဲ့ဆိုတဲ့လက်ချုပ်ဆက်လေးတို့ကိုစူပေါင်းအလူနဲ့တွားရောက်လူဒန်းပေးခဲ့တာပဲဖြစ်ပါတယ်ညီမလေးဤတန်ဆင်မှုဟာသူမရဲ့အိမ်မှာတမီးအစီဆုံးဖြစ်ပေမယ့်သူမငယ်စဉ်ကလေးကခြေတော်လေးတွေကမတန်တော့လို့မိဘကိုပြန်လဲပြုစုလုပ်ကြွေးပြီးတော့ငွေရှာမပေးနိုင်တဲ့အပေါ်စိတ်မကောင်းဖြစ်နေရသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့အခုဆိုရင်တော့သူမဖြစ်ချင်ခဲ့တဲ့ဆန္ဒလေးအတိုင်းလက်ကိုအသုံးပြုပြီးချုပ်လို့ရတဲ့အချုပ်ဆက်လေးကိုရရှိခဲ့ပြီးမှဆက်ချုပ်တင်နှံတက်ပြီးမိဘတွေကိုငွေပြန်ရှာပေးမယ်လို့ပြောလာခဲ့တာလည်းဖြစ်ပါတယ်အများရဲ့စုပေါင်းအလူနဲ့ကိုအားကိုကိုပြီးဘဝကိုရှေ့ဆက်နိုင်တော့မယ်။မြမလေးဤတန်ဆင်မှုအတွက်လည်းပြည်သက်ကြီးကဝမ်းသာကုန်ပြုစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။